ပန်မှာရှိတယ်တကြွလှူရှားသူတချို့ဟာတတော်လေးစိတ်ဝင်စားစရာကောင်းတယ်တကြွလှူရှားမှုတခုကိုပြုလုပ်ခဲ့ကြပါတယ်သူတို့ဘာလုပ်ခဲ့ကြတယ်ဆိုတော့မီဒီယံတမနာတော်နေထရန့်စီဟိုဒိုင်းရိုက်ပန်ကြွာလာတဆောင်ဘူဘူစီစဉ်ခဲ့ကြတာပါဟုတ်ပါတယ်ကဘာရဲ့အကြီးဆုံးခေါင်းဆောင်စီကိုဒိုင်းရိုက်ဖို့တဲ့အစီအစဉ်ဟိုသူတို့ပြုလုပ်ခဲ့ကြတာပါအဲ့တော့သူ့ရဲ့အစီအစဉ်ကဘာလဲဘလောက်ထိ အောင်မြင်နိုင်မလဲဆိုတာကြည့်ကြရအောင်ဟာဒါကတော့တမန်မီသူတွေကကပ္အေအကြီးဆုံးနိုင်ငံဟိုဘလို့ဩဇာလမ်းမနိုင်မလဲဆိုတာဟိုစူးစားခဲ့အကြောင်းပါပဲဒီကိစ္စကတကယ်တော့တမန်မီသူတွေကနိုင်ငံကနိုင်ငံကြီးစက်ခုံအမြင်ကြီးပေါ်မှာဘလို့ဩဇာလမ်းမမှုရအောင်စူးစားခဲ့တယ်လေဆိုရက်ဇလန်တဖို့ပါပဲသူတို့ရဲ့မဟာဗျူဟာကဘာဖြစ်မလဲ ဘလို့စဉ်းစားပြီးချင်းကပ်ခဲ့ကြတယ်လဲဆိုတာကိုအတူတူလေးလာကြည့်ရှာရအောင်မှာအဲ့ဒီမှာအခွင့်အရေးတစ်ခုက ချိန်ခိုက်ပေါ်လာပါတယ်အဲ့ဒါကတော့တမနာ train ရဲ့ Japan keys and baby Japan ရောက်မြန်မာနိုင်ငံသားတွေဟာဒီအခွင့်အရေးကို လုံးဝလက်လွတ်မခံဘဲ American တန်ယုံကနေတဆင်းသူတို့ရဲ့တောင်းဆိုချက်တွေကိုတရားဝင်စူးစီးပြီးပေးပို့ဖို့အကောင့်ထဲပေါက်ခဲ့ကြပါတယ်ကောင်းပြီ ဒါဆိုရင်သူ့ရဲ့ပန်ချားလွာထဲမှာအဓိကအကြဆုံးချက်သားပါဖြစ်မလဲဟုတ်ပါတယ်သူ့ရဲ့တောင်းဆိုချက်တည်းခါအဓိကနှလုံးသားကတော့အရန်ကိုရှင်းလင်းပြတာပါလေအဲ့ဒါကတော့နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တောင်းဆန်းစုကြီးနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချမရှိမြန်ဆုံးဖွပေးဖို့ပါပဲဒါကမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ကိုတင်ဟန်နေတဲ့တောင်းဆိုမှုတစ်ခုဖြစ်ခဲ့ပါလေ ဒါပေမဲ့ဒီတောင်းဆိုမှုကလူတဦးတယောက်ထဲအတွက်ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။တက်ကြွလှုပ်ရှားသူတွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ဒေသအတွင်းတည်ငြိမ်ရေးကိုပါထဲသွင်းစဉ်းစားပြီးပိုကျပြန့်တဲ့ကိစ္စတွေကိုပါသူတို့ရဲ့ပန်ကြားလွှာမှာထဲသွင်းတောင်းဆိုခဲ့ပါလေ။ပြီးတော့တခြားအချက်တွေကိုကြည့်လိုက်ရင်အကြမ်းဖက်နေမှုတွေရပ်ဖို့ပြီးတော့မူရစီဝါနဲ့ဂုံးမှုတွေလို့ နိုင်ငံဖြတ်ကျော်တဲ့ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ပြီးကိုနောက်ဆုံးရေးချီတဲ့တစ်ချက်ကတော့အမန်စစ်တပ်ဘော်တရုတ်ရဲ့ထောက်ပံ့မှုတံပြန်ပေးဖို့ဆိုပြီးအဓိကချက်၃ချက်ကိုတောင်းဆိုခဲ့တာကိုတွေ့ရပါတယ်ဒီအချက်တွေအားလုံးကမြန်မာပြည်သူတွေရဲ့နေစဉ်ဘဝလုံခြုံမှုပေါ်တိုင်းကျိုက်ချင်းချောင်းရဲ့ကိစ္စရတွေ့ကြည့်ပါပဲကဲဒီဇလန်ရဲ့အဓိကအခြားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောင်းလာပါပြီ။ အဲ့ဒါကတော့သူတို့ရဲ့ပန်ချန်းတော်ကိုဘလုံနီးနဲ့အထီးအောင်ဆုံးဖြစ်အောင်တင်ပြခဲ့တယ်ဆိုရဲမဟာဖြူအားပိုင်းဖြစ်ပါတယ်။ဂင်းရမန်သူတို့ရဲ့တက်ချက်မှုကတော့အရန်ကိုစမှတ်ကြခဲ့ပါတယ်။သူတို့ဘလုံတုံးတက်လဲဆိုတော့ဒီမိုကရေစီရောလူခွင့်ရောကိုတပ်ဖြောနေရင်ထရမ်ကတိတ်စိတ်ဝင်စားမှမဟုတ်ဘူးဆိုတာကိုသူတို့နားလည်ထားတယ်။အဲ့ဒီအတွေ့အကြုံကပဲသူတို့ရဲ့မဟာဗျူဟာတစ်ခုလုံးကိုလမ်းကြောင်းပြောင်းလဲစေခဲ့တာပါ။ စရောဒရူရှိမာလန်နာတွေရှိခဲ့တယ်။တခုကတံပိုးတွေကိုအခြေခံပြီးတော့စီးရုံမလား။တမောင်းဟုတ်ချိုးစည်းဝါးကိုအခြေခံပြီးတော့ဆွေးနွေးမလား။သူတို့ရွေးချယ်လိုက်တဲ့လမ်းကားတော့ဒုတိယလမ်းဖြစ်ခဲ့ပါတယ်။သူတို့ရဲ့တောင်းဆိုချက်တွေကို Trump အစိုးရရဲ့ဦးစားပေးကိစ္စတွေလို့သူယူဆတဲ့အရာတွေနဲ့ဘလို့ချိတ်ဆက်ခဲ့တယ်လဲဆိုတာကိုတိမအတိအကျတွေ့နိုင်ပါပဲ။ မူးယစ်စေဝါလူကုံကုံမူပြီးတော့တရုတ်ကိုတံပြန်ရေးဆိုတဲ့အချက်တည်းဟာအမေရိကန်ရဲ့မျိုးနိုင်အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်စေတဲ့ရှုထောင့်ကနေချင်းကပ်ခဲ့တာပါဒါကတကယ်ကိုပတ်နဲ့တဲ့ချင်းကပ်မှုတစ်ခုလို့ပြောရမှာပါပဲဟုတ်ပြီဒါဆိုရင်ဒီစီးစင်းကိုဘလို့အချိန်တိုက်အကောင့်ထဲပေါက်ကက်တလဲဆိုတာကိုလက်တွေအသေးစိတ်တစ်ချက်ကြည့်လိုက်ကြရအောင်ပါသူတို့ရဲ့လှုပ်ရှားမှုတိုင်းဟာတိကျတဲ့အချိန်စရာနဲ့တွန်းနေရပါ ဒါမှမဟုတ် try and teasing ကိုပြင်မှတ်ထားပြီးပြပန်းဆုံးဂျပန်မှာရှိတဲ့ American တန်ယုံကိုစတင်နေပြီးတော့ keys အတွင်းမှာပဲတန်ယုံနာမှာဆန္ဒပြဖို့စီစဉ်နေအလုံးဝတီတီချာချာတွတ်ချက်ထားတဲ့ခြေလမ်းတွေပါပဲဒီလိုကျိုးပန်းနေနေပဲရေကြီးရဲ့အလဲပြောင်းတစ်ခုပေါ်လာခဲ့ပါပဲအဲ့ဒါတော့ American တန်ယုံဘက်ကသူ့ရဲ့ပန်ကြားလွာကိုလက်ခံမယ်လို့တရားဝင်အကြောင်းပြန်ခဲ့တာပါဒီအကြောင်းပြချက်လေးတစ်ခုက သူတို့ရဲ့မျော်လင့်ချက်ကိုအများကြီးမြင့်တင်ပေးလိုက်ပြီးသူတို့ရဲ့အတန်းတမရစီရောက်သွားနိုင်ခြင်းရှိခဲ့ပါတယ်။ဒီတင်ပြချက်ကိုမပိတ်သိမ်းခင်မှာတက်ကြွလှူရှားသူတွေရင်ဆိုင်ခဲ့ရတဲ့မဟာအပြူအမြောင်ရွေးချယ်မှုကိုထင်ဟပ်စေတဲ့မေးဝန်းတစ်ခုနဲ့ခြံထားခဲ့ခြင်းပါပဲ။နိုင်ငံတကာဆက်ဆံရေးမှာဘယ်ရသာပိုပြီးတွန်းအားဖြစ်စေနိုင်မလဲ။တံမိုးတွေလားတံမမဟုတ်အကျိုးစီးပွားလားဆိုတော့ဒီဖြစ်ဖြစ်တစ်ခုလုံးကနေကျွန်တော်တို့စဉ်းစားစရာတစ်ခုထပ်လာတယ်။ နိုင်ငံတကာဆက်ဆံရေးမှာလေဒီမိုကရေစီနဲ့လူခွင့်ရေးကြောင်းပြောတာဘုတ်ကြီးအောင်မလားတမမဟုတ်တစ်ဖက်နိုင်ငံရဲ့အကျိုးစီးပွားကိုထောက်ပြတာပူပြီးတော့အလုပ်ဖြစ်နိုင်မလားဆိုရက်မေးဝန်းကြည့်ပေါ့တချို့လှုပ်ရှားသူတွေရွေးချယ်ခဲ့တဲ့လမ်းကြောင်းကတော့ရှင်းပါပဲရူဟာတစ်ဖက်နိုင်ငံရဲ့အကျိုးစီးပွားကိုဦးစားပေးခဲ့ပါတယ်ဒီဇလန်နာတကယ်တော့တာမန်ပြည်သူတွေရဲ့ပါနတ်တဲ့မဟာပြူဟာပတ်အာနိုင်ငံရေးလိုကြီးမားတဲ့ကစားကွင်းကြီးမှတောင်း ဘလောက်အရေးပါနိုင်နေဆိုတာကိုမိမောင်းထိုးပြနေတာပါပဲ။